စကိုင်းမြို့တွေကို73စီနဲ့စေဝါတယူကွင်းကိုစစ်ကောင်စီကငလင်ပြီးတဲ့နောက်ပိုင်းပုံမိုတင်းကျပ်ဆစ်ဆဲနေတယ်လို့ဒေသခံတွေထမှသိရပါဗျ။အရင်ကတည်းက73စီတယ်ယူကွင်းကိုတင်းကျပ်ထားတာဖြစ်ပေမဲ့ငလင်ပြည့်တဲ့နောက်မှာအရင်ထက်ပိုပြီးဆိုးဝါးလာတာပါ။ဒါဟာတော်လန်ရေးတပ်ဖွဲ့တွေစီကိုရောက်မှဆိုးတာကြောင့်အခုလိုပိုတင်းကျပ်လာတာဖြစ်တယ်လို့ဒေသခံအမျိုးသားတူကပြောပါတယ်။ကျွန်တော်တို့ဒီတိုင်းဘက်ကတော့ဒီကဒီချက်ပေါင်းပြရ။ဘယ်လိုစဖြစ်ပြီးနောက်ပိုင်းမှာသူက ်ရှင်နဲ့အဲတချို့ရစမောင်းလို့ဘာမှစမောင်းလို့မင်းချင်းစရာအဲ့လိုတင်းတင်းကြပ်ကြပ်ကြတော့ပိတ်ထားတယ်။အဲသူကအဓိကတော့ဒီအဲ့တို့ဒီလိုလိုအပ်ချက်အကြောင်းအရတော့တော့အဲဒုတိယရတာတော့ဒီဘက်ကအဲ PDF တွေကိုစီဝါရရောက်တာမှသူဆိုးနေတယ်။နောက်ပြီးတော့ဒီ PDF တွေကိုအဲဒီကစီစပေါင်းကြီးကမှသူဆိုးနေတယ်နော်။ဒါဆိုတော့ဒီက ာဒီမင်းရဲ့နောက်လိုက်တဲ့အတိုင်းတော့သူတို့မှာဖတ်ရမှာတော့အဲဆုံးရင်ဖြစ်စီတယ်။သူတို့ကြည့်ကြလာမှာမျိုးညရမှာပေါ့နော်။အဲတော့တစ်ချက်ပေါ်မချက်ပေါ်ဆိုတော့ဒီတို့တို့ပြလာမှာတော့ဆိုဆိုရင်တစ်ခါမှကျတော့လေတစ်ခါကဒီဝေဒီပါရရောက်လာမှာသူဆိုရင်ပေါ့နော်။ ဒါပြင်စကိုင်းမြို့တွေက73စီအယောင်ဆိုင်အများစုကလည်းပိတ်ထားခဲ့တာကြာပြီးဖြစ်ပြီးစီလိုတဲ့အခါမန္တလေးထိစီးဝင်နေရတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းမှောင်ခိုးရောင်းချတဲ့သူတွေရှိလာခဲ့ပြီး73စီဈေးကတော့ပုံမှန်ထက်နှစ်ဆလောက်များတယ်လို့ဒေသခံတူကလည်းဆိုပါတယ်။ဒါအဲဒီကကျွန်တော်စီလိုကဟာဘာလို့မြို့ကြီးမှာမြို့ကြီးမှာကွာတော့မြို့ကြီးလောက်မတော်ကြတော့ချက်ထားတာချက်ထားတဲ့အခါကျတော့သူကစကိုင်းတစ်ကားနဲ့ချက်ထားတယ်နော်။စကိုင်းတစ်ကားရဲ့ ်အနာကတလို့ပြီးတော့ဟိုဟာဥပဒေပြောင်းလို့ရှိရင်ဒါတော့ကြီးအောင်လို့ဒီအရကတော့ဒီအရကဘယ်လိုလုပ်လဲကျတော့အိမ်သားလေးလည်းလည်းပြောင်းပြီးတော့နည်းနည်းကတော့ပြောင်းပြီးဒီကထောက်ရအောင်ဘယ်လိုလုပ်ကြလဲအခုမှလုံးလောက်မရှိဘူးလေခင်ဗျာ။အဲ့ညာဒီကောင်းတဲ့ခါကျတော့အတက်နဲ့ဒီကတဲပြီးတော့အဲ့မှာဖောက်ရောက်ကြတာပေါ့ဗျာ။ဟိုကနားတော်အတက်ပါ စကိုင်းမျိုးကတော့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်စကိုင်းစရာကြီးကြိုးချခဲ့ရတယ်လို့သာသနီကအဆောက်အုံနဲ့ဇေဒီပထိုးတွေလူနေအိမ်တိုက်တာအဆောက်အုံတွေများစွာပြိုကျပျက်စီးခဲ့ရပြီးလူအသေးပြောက်လည်းများခဲ့ပါတယ်လတ်တလုံးမှာတော့ပြိုကျပျက်စီးတာတွေကိုရှင်းလင်းရေလှုပ်ဆောင်နေသေးဖြစ်ပြီးပြန်လည်ထူထောင်ရေးအတွက်အချိန်ကြာမြင့်အောင်မလို့ဒေသခံကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေထံမှသိရပါဗျာ။